အခုရွယ်မှာဆင်းရဲနေတယ်လက်ရှိအချိန်မှာဆင်းရဲနေတယ်တော်တော်လေးကိုဘဝမှာခက်ခဲကြက်တဲနေတယ်ဆိုပေမဲ့လည်းနောက်တစ်ချိန်မှာတော့ချမ်းသာမဲ့လက္ခဏာဟောက်ကွက်လေးတစ်ခုကြောင့်ပြောချင်ပါတယ်ဒီလက္ခဏာကရှားပါတယ်ရှားတယ်ဆိုတာတဲ့လက္ခဏာလို့ပြောရမှာထက်ဘွေလို့ပြောရမှာဗျအဒံများဘွေပါမိမိရဲ့လက်ကိုကြည့်ပါ ဗဒမြားပွေတို့ကြောက်ကွင်းပွေတို့ဟာလက်ဖနောက်တနင်္လာဂျူကွန်မှာတန်ရှင်းကြည်လင်စွာပါရှိနေရင်ဒါဟာဝေကိုပွားပေါက်တိုးရတဲ့ကံပါခြင်းထိပေါက်ခြင်းတွေကိုပြပါလေအဲ့ဗဒမြားပွေဆိုတာကျွန်တော်တို့လက်ချောင်းလေးတွေထိတ်မှဆိုရင်တော့ကယူဘတ်ဘူလို့ခေါ်တာပါဗျာလက်ဝါးပြီးမှပါရင်တော့ဗဒမြားပွေပေါ့ ဥပမာအပြင်အဲ့ဒီလိုမျိုးဗရံများပွေပါသူတွေဟာကြောက်တူးသမားတွေဆိုရင်တော့ဘွာကြောက်ကောင်းရပြီဘဝပြောင်းလဲတော့တတ်ပါလေတေကြရာတို့ကတော့ခုလိုပါတဲ့သူတွေဟာစစင်းရဲ့နေရာရင်တော့မှစင်းရဲသားမိဘကမွေးလာရင်တော့မှတနေ့အေကန်ချမ်းသာမယ်လို့ပြောလို့ရပါတယ်အင်မတန်ရှားတဲ့ဗရံများပွေလေးတွေပဲဖြစ်ပါတယ်နောက်ထပ်လက္ခဏာတစ်ခု ပြောချင်ပါတယ်နောက်တစ်ခု ပြောချင်တာကထူးချွန်ကောင်းစားသူရဲ့လက္ခဏာပါ အခုလက်ပံရှင်ဟာရုပ်ရည်ယူပကလည်းကောင်းပါလေဥပဒေရောလည်းအင်မတန်ကောင်းပါလေညံလည်းထက်မြက်ပါလေငွေချေးဥစ္စာတနာခံလည်းအထူးကောင်းပါလေဒါကြောင့်သူ့ရဲ့လက်ကိုကြည့်လိုက်ပါလေလက်မှာပြထားတဲ့ချက်လက်တွေရာကုသကံအင်မတန်ကောင်းတဲ့လက်ပြလက်သေးခွန်လက်ချောင်းတွေဟာလည်းအောင်မြင်တဲ့ဆရာဝန်တယောက်ရဲ့လက်အမျိုးအစားပါလက်သကျွဲအောက်မှာစိန်ဖူးနဲ့အကိုင်းခတ်အလက်လမ်းကြောင်းတွေထင်ရှားပါလေဒါအပြင် ဒီဖြူအောင်နဲ့ပြထားတဲ့စိန်တရဖူလမ်းကြောင်းဟာကြည်ကြည်တဲ့ချမ်းသာစေတဲ့လက္ခဏာပါအနီရောင်နဲ့ပြထားတဲ့စတုကံကွက်ကအိုးဝိန်ကောင်းကောင်းမွန်မွန်ပိုင်ဆိုင်ရာခြင်းဆိုတဲ့လက်ကိုပြပါတယ်နောက်ပြီးတော့မိမိကိုဒီစတုကံကွက်ကဘာကိုပြလဲဆိုတော့မဟုတ်တန်တရားဆွဆွဲခြင်းကနေပြီးတော့ကင်းဝေးအောင်လှုပ်ပေးနိုင်တယ်မိမိကိုအန်ဒီအခက်ခဲကနေကြော်လွှားအောင်လှုပ်ပေးနိုင်တယ်ဆိုတဲ့လက်ကိုပြပါတယ်ဒါကြောင့်ဒီပုံကိုလေးဟာ အောင်ငယ်ငယ်ရွယ်နဲ့အောင်မြင်ပြီးတော့ချမ်းသာကြွယ်ဝတဲ့သူလို့ပြောလို့ရပါတယ်။နောက်ထပ်လက္ခဏာတစ်ခုပြောခြင်းနဲ့ဗျာ။ဒီတစ်ခေါက်ပြောခြင်းတာကအိန္ဒိယမှာတာမုဒရိကလက္ခဏာကျမ်းတွေမှာပါတဲ့စက်ကြလက်ပွေဒါမှမဟုတ်ယာစာရုပ်ရှင်ဆိုတဲ့အကြောင်းပြောခြင်းပါလေ။တာမုဒရိကလက္ခဏာကျမ်းတွေမှာဒါကိုစက်ကြဒါမှမဟုတ်အိန္ဒိယလိုရှန်ခခယူတင်းလို့ခေါ်ပါတယ်။ ပိတ်တနိုးနှစ်ဖျားရဲ့လက်ချောင်းတွေမှာရှိတယ်ဆိုပါလေမြမလိုကတော့ကျူပတ်လက်ဝဲလို့ခေါ်တာပေါ့ဗျာထူးခြားတဲ့ချက်ကလက္ခဏာနဲ့ဇာတာပညာကိုပေါင်းစပ်တဲ့ပညာရဆိုရင်စัจ जा လက်ဝဲတနည်းအားဖြင့်ကျူပတ်ဝဲဟာယာစာရုပ်ကိုပေါ်ပြတာပါလေကျူပတ်ဝဲဟာတဲ့လက်ချောင်းထိပ်မှာတစ်ခုပိုင်းယာစာရုပ်တစ်ခုဖြစ်ပြီး၁၀ခုပိုင်းယာစာရုပ်၁၀ခုဖြစ်ပါတယ်တဲ့တနည်းအားဖြင့်သူများကိုမမီခိုးလမ်းကြောင်းတဲ့ဖောက်ထွက်မဲ့သူအရှင်သခင်လက်ပါတဲ့ တက်ဆိုင်ရာလက်ချောင်းလိုက်အဲ့ဒီလက်ချောင်းပေါ်မှီတည်နေတဲ့ဂျိုးကွန်အားလိုက် ပြောင်းလဲတတ်ပါလေဥမာအဖြစ်ပြောရမယ်ဆိုရင်တော့မိမိရဲ့လက်ညှိုးမှာကျူပတ်ဝင်ပါလေဆိုပါစို့လက်ညှိုးချတာပရိဂျိုကွန်ပေါ့ဗျာလက်ညှိုးမှာကျူပတ်ဝင်ပါတဲ့သူတွေဟာဉာဏ်ပညာနဲ့ပတ်သက်ပြီးအင်မတန်မှထူးချွန်ထမြက်တဲ့သူတွေဖြစ်တယ်။နောက်ပြီးတော့ ူများတကာကိုခိုင်းစေညွှန်ကြားနိုင်တဲ့အကြီးအကဲအကြီးမှုဖြစ်တယ်။ဒီလိုမျိုးပြောလို့ရတာပေါ့ဗျာ။ဒါလို့မိမိရဲ့လက်မှတ်မှာ cube ဘွေပါမယ်ဆိုရင်တော့သိမထူးဆန်းမှုလို့ဆိုပါလေ။လက်ကလေးမှာ cube ဘွေကတော့ sharp လွန်ပါလေ။တကယ်တမ်းတော့လက်ဘွေဆိုတာဟာစကြဝဠာကခိုင်းစွန့်ရင်တွေကိုခံယူတဲ့သင်္ကေတလို့အိန္ဒိယမှာသတ်မှတ်တယ်ဗျ။လက်ဘွေဟာ လူတယောက်ရဲ့ဘဝမှာဘယ်တော့မှမပြောင်းလဲနိုင်ပါဘူး။လက်ပွေမှာလမ်းကြောင်းလေးတွေရစ်ပြီးဝင်သွားတဲ့အခါခရုပတ်ရဲ့အလဲဘို့ချက်ကနေစကြဝဠာစွန့်ရင်ကိုကိုရဲယူသွင်းနိုင်ပါတယ်တဲ့။ဒါကြောင့်သူ့မှာစွန့်အားပိုရှိခြင်းဖြစ်ပါတယ်။မိမိရဲ့လက်ချောင်းတွေမှာလက်ချောင်းတစ်ခုရဲ့ထိပ်မှာခရုပတ်ပွေစပါတယ်ဆိုပါစို့။ဥပမာလက်တကြွယ်ထိပ်မှာခရုပတ်ပွေပါတယ်ဆိုရင် ဒီပုံကဟာငွေကြေးနဲ့ပတ်သက်ပြီးသူများတကာထပ်ကန်ကောင်းပါတယ်ကျွန်တော်မှပါတယ်ဘာကြောင့်ကျွန်တော်ခုထိကြီးကြီးတက်မချမ်းသာတာလဲဘာကြောင့်ကျွန်တော်ထီကြီးကျယ်မပေါက်တာလဲအဲ့ဒီလိုမေးလို့ရတယ်ဒါဟာတိတ်ဘွားကကုသကံနဲ့လဲအများကြီးဆိုင်ပါတယ်စင်ကစင်စင်ရွယ်စားလို့ရမှာဖြစ်တယ်လို့စိတ်ကလည်းစိတ်ရွယ်စားလို့ပဲရမှာပါမိမိရဲ့ကုသိုလ်ကံအဟုန်ကလည်းရှိပါသေးတယ် ဒါကိုတော့သတိချက်ဖို့လိုပါတယ်နောက်ပြီးတော့ဒီ cube ဘွေတွေကဘာအကောင်းလဲဆိုရင်လက္ခဏာမှာဒီမကောင်းတဲ့နံကြောင်းတွေကိုကိုကဖြတ်ချင်တယ်ဆိုပါဆိုဗျာဒီ cube ဘွေလေးကိုအဲ့ဒီနံကြောင်းမှာထောက်ပညာရှင်တွေရဲ့အဆိုအရအန်ဒီယကင်းဘေးရှိစေတဲ့တံမိုးတွေကလာတက်စေရွတ်မကောင်းတဲ့လက္ခဏာတွေကို cube ဘွေနဲ့ပုတ်ပြီးရင်တဲ့ဒါဟာအဆိုးတွေကိုညှက်စေတယ်လို့ပြောပါလေ ယုံကြည်ယုံမယုံကြည်နေတာကတော့မိမိရဲ့စိတ်ဆန္ဒပဲဖြစ်ပါတယ်။နောက်ပြီးတော့ခရုဘတ်ဘွေဟာစัจ java လာရဲ့စွန့်ရင်တွေကိုလက်ခံသုံးဆွနိုင်ဖို့အတွက်တရားထိုင်တဲ့အခါမှာစူတောင်းတဲ့အခါဒီမှာလက်ဘွားကိုအပေါ်လန်ထားပြီးလက်ခံတဲ့အနေအထားဖြစ်ဖို့သင်ကြားပေးခြင်းလည်းဖြစ်ပါတယ်။ယောဂကျင့်စဉ်တွေမှာမုဒ္ဒရာပုံစံမျိုးမျိုးဟာသက်ဆိုင်ရာစွန့်ရင်တွေကိုလက်ခံနိုင်ဖို့လှုံ့ဆော်တာပါ။တကယ်လို့လက်ဆက်ကြောင်းလုံးမှာခရုဘတ်ဘွေပဲပါမယ်ဆိုရင်တော့ အဲ့လိုလိုမျိုးဟာအရင်ရှာပါတယ်ဘုရားကလက်ဆက်ကြောင့်ခုပတ်ပွေပါတယ်လို့ဒီကျွန်တော်တို့ကြားပြီးမှတ်သားဖို့ပါတယ်တာမန်လူတယောက်ကတော့ပါဖို့အရင်ခက်ခဲပါတယ်တာမုဒ္ဒိကကျမ်းအရဆိုဟိန္ဒူနဖျားတစ်ပါးမှာလူဖြစ်ဝင်စားတဲ့အခါ32ပါးသောလက္ခဏာအင်္ဂါရပ်တွေပါရှိပါတယ်တဲ့လက်ချောင်းပေါင်းများစွာမှာစက်ကြလက်ဝဲဖြူပဲလက်ဝဲဖြစ်နေရင်နဖျားတက်များသူပဲဖြစ်ပါတယ်တဲ့ ဒါကခူးဘက်ဘူနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်တွေကိုပြောပြတာပါနောက်ထပ်လက္ခဏာလမ်းကြောင်းတစ်ခုပြောချင်ပါတယ်ဒီတစ်ခေါက်လက္ခဏာပညာရေးမှာတနင်္ဂနွေဂျိုကိုကြောင်းပြောချင်တယ်ဗျာလဝါပြင်းမှာတနင်္ဂနွေလက်ချောင်းဟာလက်သကျွယ်ဖြစ်ပြီးအဲ့ဒီလက်ချောင်းအောက်အသားဆိုင်အဝန်းဝိုင်းကိုတနင်္ဂနွေဂျိုကိုလို့သတ်မှတ်ပါတယ်ဒီအသားဆိုင်အဝန်းဝိုင်းဟာအလုံးအရေးပါအရာရောက်ပါတယ်ဒီဂျိုကုံအတိုင်းဝိုင်းအား လူသားတွေအတွက်တတ်ရှင်ခြင်းရှိသင့်ရှိထက်တဲ့အနေအထားမျိုးရှိသင့်ပါတယ်။တနည်းကနေကြိုးကုန်ဟာအောင်မြင်ခြင်းပျော်ရွှင်ခြင်းထားမြောက်ခြင်းလုံရင်ပြေဝခြင်းခင်ပေါ်ကြော်ကြားခြင်းနုပညာစိတ်တတ်ဝင်ခြင်းအောင်မြင်မှုတို့အားဖော်ပြခြင်းလူသားတွေရဲ့ပျော်ရွှင်မှုကိုဖန်တီးပေးခြင်းဝေကြီးတို့နဲ့ပြည့်စုံခြင်းကောင်းမွန်တဲ့စိတ်ချမ်းသာမှုနဲ့တူဘဝကိုဖြတ်သန်းရခြင်းတို့နဲ့ကြုံရပါလိမ့် အခုပြောပြခြင်းတဲ့အကြောင်းတရားတွေရဲ့အဓိကဖြစ်စေတဲ့အရာဟာတနင်္ဂနွေဂျိုကုံပြည့်ဖြိုးညင်ညာခြင်းတနင်္ဂနွေလက်ချောင်းပါရှိခြင်းဂျိုကုံပေါ်မှာအဝိုင်းတနပါရှိခြင်းလက်သက်ကြွယ်လက်ချောင်းဖြောင်းစင်းညင်ညာခြင်းအစစ်များညင်ညာခြင်းတို့ရှိမှသာအဲ့ဒီဂျိုကုံအောက်ကောက်မယ်လို့ဆိုပါလေဒီလိုကောင်းမွန်တဲ့အမှတ်အသားမျိုးပါရှိရင်အများရဲ့ကြီးညိုလေးစားချစ်ခင်ခြင်းကိုရရှိပါလေတနင်္ဂနွေဂျိုကုံအားပြည့်စေတဲ့ တနင်္ဂနွေလက်ချောင်းပုံပြခြင်းဂျိုကွန်ပေါ်မှာချက်ချေခတ်အမှတ်သားပါခြင်းမှဲ့တယ်ရှိခြင်းအစရှိတဲ့အမှတ်သားဆိုးတွေရှိသောလက္ခဏာရှင်ဟာနာမည်ပြက်အချက်တကွအကျိုးနဲ့ပါမယ်လောကလည်းနာမည်မကောင်းဘဲနာမည်ပြက်ပြီးကျန်ခဲ့ပါတယ်ဒီဂျိုကွန်ရဲ့လက်ချောင်းနေထားကောင်းမွန်မှသာလောကအနှစ်သာရပြေဝခံစားမှာဖြစ်ပါတယ်ဒါကြောင့်အရေးပါလာတဲ့တနင်္ဂနွေဂျိုကွန်ဟာအနေထိုင်ကောင်းခြင်းတန်ရှင်းခြင်း ျော်ရွှင်တဲ့မိသားစုဘဝအောင်မြင်ခြင်းနဲ့တူပေးစွမ်းနိုင်တယ်ဂျိုကွန်အားတန့်ရှင်းစွာတည်ရှိသင့်တယ်လို့မှတ်ချက်ပြုချင်ပါတယ်လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်ကျေးဇူးပါဗျာ